ပြီးရင်အများပြားသိဆုံးကြတဲ့အလောင်းနေတော်ပြန်မကောက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်သွားတယ်ဗောနော်တပေါက်တည်းရှိတဲ့လမ်းကနေဝင်လာတာဖြစ်တဲ့အတွက်အသီးတော့ပဲရတယ်ဗောနော်အရှင်တော့မရဘူးရှင်းတယ်ဗောနော်ဂျိန်ဂျိန်ပြင်းလိုက်တယ်ပြင်းပြီးတာနဲ့လက်နေကြီးကြားတယ်တကွတိပဲကြားတယ်ကြားပြီးရနဲ့အဲ့ဒီအောင်ဝင်စည်းတာအဲ့လိုပုံစံမျိုးဝင်စည်းခံရတာစစ်ကောင်စီဘက်က င်္ဂလာပါဒီနေ့ကစက်တင်ဘာ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒါကြောင့်ကချင်ပြည်နယ်ဘက်ကဒလိုင်းတပ်ဖွဲ့တွေရဲ့အောင်မြင်မှုတွေကြောင်းကြောင်းပြောကြမယ်ဒီကရစစ်ကောင်စီကကချင်ပြည်နယ်ဘက်မှာထိုးစစ်တွေအများကြီးလှုပ်လာတဲ့ပြင်အဲ့ထိုးစစ်တွေကတကယ်ထိရောက်ရလားဆိုတဲ့အကြောင်းနေပေါ့နော်ပြီးတော့ကြတော့စစ်မျက်နှာတွေများလာတယ်ပြင်မဲ့ပေါ့နော်ဒါဗမော်စစ်မျက်နှာတို့ဒါလန်ဆယ်ဘက်တို့အဲ့ဘက်ချမ်းတွေမှာစစ်ကောင်စီဘလို့တော့တုံးယုံတည်တယ်လဲဆိုတဲ့အကြောင်းနေအဲ့အကြောင်းနေလဲဒါကြောင်းပြောကြမယ်ပြီးတော့ဒါကြောင်း ဒါတကယ်မျော်လင့်နေတဲ့ဗောနော်ကျွန်တော်တော်လိုင်းမှာလူလဲလူအပ်တဲ့အရေးကြီးကာလလည်းဖြစ်လာတာ ਨੇ အမြတ်ဒါပေါင်းစည်းမှုတွေဗောနော်ပေါင်းစည်းမှုတွေဘယ်လောက်ထိအရေးကြီးလာတယ်လဲအဲ့ပေါင်းစည်းမှုတွေကိုတကယ်မြင်တွေ့နေရပြီလားဆိုတဲ့အကြောင်းအရာတွေဗောနော်အဓိကတော့ဒါ NUG နဲ့ဒါ KNU ဥက္ကဋ္ဌဒါတွေ့ဆုံပြီးတော့ဗောနော်ခိုင်မာတဲ့သဘောတူညီမှုတွေထားခဲ့တယ်ဆိုတဲ့အကြောင်းအဲ့အရာတွေကရောတကယ်လက်တွေ့မြေပြင်မှာအဲထိရောက်တဲ့ ဖော်ဆောင်မှုတွေလောက်လာနိုင်မလားဆိုတဲ့အကြောင်းလေးဒါကျွန်တော်တို့ဆွေးနွေးကြမှာပေါ့နော်ဆွေးနွေးကြမယ်ပထမဆုံးတော့ဒါလန်ဆယ်ဒေတာလန်ဆယ်ဒေတာဒါကချင်းပြည်နယ်မှာဒီလန်ဆယ်ဒေတာကိုလည်းစစ်ကောင်စီကစက်တင်ဘာ19ရက်နေ့ကနေကပေါ့နော်ဒါစစ်ကောင်စီကသူ့ရဲ့ပြည်သူစစ်တွေနဲ့ပူးပေါင်းပြီးတော့သူကစစ်ကြောင်းထိုးဝင်ရောက်လာတာရှိတယ်အင်အားလုံးရင်တုံးပြီးတော့ဝင်ရောက်လာတာရှိတယ်အဲ့မတိုင်ခင်တည်းကသူတို့ပြင်ဆင်နေတာကြားပြီး အကြမ်းပြောရင်ဒါကျောင်းမြင်တွေ့ရလိမ့်မယ်ပေါ့နော်လက်နက်ခဲရန်နေလေရင်နေပို့နေတဲ့ပုံစံမျိုးတွေတွေ့တွေ့လိုက်ရလိမ့်မယ်အဲ့တော့ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်ယူဖို့စ조사တဲ့အခါမှာစစ်ကောင်စီကအခုနောက်ပိုင်းသူကဒီပါစတွေအသုံးပြုတယ်ပြီးရင်ပြည်သူစစ်တွေပို့ပြီးတော့အသုံးပြုတယ်စစ်ကောင်စီရဲ့သူတို့ရဲ့တန်တွေစစ်သားတွေကမရှိသလောက်ကိုနည်းနေတဲ့အခြေအနေမျိုးဒါမှမဟုတ်လေဒါမရှိလောက်နည်းတဲ့ဆိုတာကလုံးဝမရှိတော့လို့ပြောတဲ့ပုံစံမျိုးတော့မဟုတ်ဘူးအဓိကသူ့ရဲ့နေရာအနှံ့အပြားမှာသူရင်ဆိုင်နေရတဲ့စစ်မျက်နှာအများကြီးကိုဖြန့်ကျက်နေရတဲ့အခါကျတော့ ဒါတနေရာထဲမှာဒါသူ့ရဲ့တန်သေးစစ်သားအကုန်လုံးကိုမတုံးနိုင်တော့မတုံးနိုင်တော့တာဖြစ်တဲ့အတွက်ဒီပါစာတွေစုတယ်ပြည်သူစစ်တကိုခေါ်တယ်မလုံးနေပေးတယ်လက်နက်ခဲရနေပေးတယ်ပြီးတာနဲ့သဘောတူညီမှုတွေယူတယ်ဆိုတာဒီနေရာကိုရောက်သွားပြီဟေးဆိုတဲ့ခါကျရင်မင်းတို့ကိုဘာလုတ်ပိုင်ခွင့်ပေးမယ်မင်းတို့ကိုဘာအခွင့်အရေးပေးမယ်အဲလိုပုံစံမျိုးတွေနဲ့စီယုံသိမ်းသွင်းတာမျိုးတွေလုပ်ပြီးတော့တလိုင်းတက်ဖွဲ့တွေစီကိုဒါပူပေါင်းစစ်ကြောင်းတွေအနေနဲ့ဝင်ရောက်လာတာရှိတယ်အဲ့တော့ရလက်ကဘာလဲဆိုတော့ရလက်ကသေးတာပဲသေးတာဒီခုပြည်သူစစ်ဆိုတဲ့ခေါင်းနေပေါ့နော် အခုဒါ KIA ဘက်ချမ်းကအဖွဲ့တွေကတော်လိုင်းတက်ဖွဲ့တွေကဘာပြောလဲဆိုတော့ပြည်သူစစ်ကိုဆိုရဲកောင်တွေကပေါ့တသက်လုံးစစ်တိုက်တဲ့កောင်တွေမှာမဟုတ်တာပေါ့နော်စစ်လက်တိုက်ရဲတဲ့កောင်တွေမဟုတ်ဘူးအဲသူတို့အခွင့်အရေးတစ်ခုဒါစစ်ကောင်စီပေးမဲ့မက်လုံးတစ်ခုကိုမျော်ပြီးတော့သာသူတို့လာကြတာပေါ့နော်တကယ်တကယ်လည်းじゃသူတို့မြေပြင်မှာထိတွေ့တိုက်ပွဲဖြစ်တဲ့ခါကျတော့ပြေးကြတယ်တေကြတယ်တေကြတာပုံများတာပေါ့ဗျာအဲ့တော့ဒါပူတာဟိုဘက်ကနေပြီးသူတို့လက်နက်ခဲရန်နေလူရင်အားတွေ ဒါဖြစ်တင်းတာတွေလှုပ်တယ်အပြင်းစင်နေတာတော့ရှေ့ကပြောသလိုပဲကြာခဲ့ပြီပေါ့နော်အခုမှထိုးစစ်လှုပ်လာတဲ့သဘောအဲ့တော့ကြတော့ဒီကောင်တွေဘက်ကချင်းနေဆိုးမှာပေါ့သူတို့ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတိတယ်ပြည်သူတွေကအစတိတယ်အဲတိတော့ပြည်သူတွေတိတဲ့သတင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေစီကိုပေးတယ်ပေးတော့ကြတော့ဒါထုံးစံတိုင်းပဲတည်ကြတယ်ပေါ့နော်ကြိုတင်ပြင်ဆင်ထားနိုင်တယ်လေအဲ့တော့ကြတော့ဒီကောင်တွေထိုးလာမယ်ဆိုတော့ကိုဒါမျှော်လင့်ထားတဲ့အတွက်ဒါကြိုတင်ပြီးတော့ပြင်ဆင်ပြီးတော့တိုက်တဲ့အခါကျတော့သူတို့တွေအသေးဆုံးများတယ်ပေါ့ဗျာအဲ့တော့ KIA ကလက်ရှိ သူရင်ဆိုင်နေရတဲ့စစ်မျက်နှာတွေပေါ့နော်စစ်ကောင်စီက KYA ရှိတဲ့ဘက်ချန်တွေကိုထိုးနေတဲ့စစ်မျက်နှာတွေကပုံပုံပြီးတော့များလာတယ်အဲပထမဆုံးတော့ဒါဗမော်ပေါ့ဗမော်စစ်မျက်နှာကိုသူတို့တွေအသေးအတန်လှုပ်ဖို့စူးစမ်းနေတဲ့ခါကျတော့ဗမော်စစ်မျက်နှာယော့လာအောင်ဒါဝိုင်းမော်ဘက်ချန်ဗမော်ကိုပြန်ပြီးတော့ပေါ့နော်နောက်ထပ်တစ်ဖက်ကနေပြီးပြန်ပြီးတော့တိုက်ဖို့အတွက်ကိုဝိုင်းမော်ဘက်ချန်ကိုလည်းသူတို့အဲအလုံးရင်နဲ့တိုးတာတွေလုပ်တယ်အဓိကတော့မြေကြီးနားဘက်ကနေလာတယ်အဲစစ်ကူစစ်ရင်ရတယ်ဆိုရင်မြေကြီးနားကိုပို့တယ်တဆင့်ပို့ပြီးမှလာတယ်ဘာဖြစ်လို့လဲဆိုတော့ဗမော်မှာ လင်းရင်ဆင်းမှုတော်မှာအခက်ခဲသူတို့ဖြစ်သွားတဲ့အခါကျတော့မြကြီးနာထီပို့တယ်ပို့ပြီးအဲ့ရနေမှာတဆင့်ဒါတန်ချက်ကကားတွေဒါဖောကားတွေပါအသုံးပြုပြီးတော့အင်းအားလုံးရင်းနဲ့ဝိုင်းမဘတ်ချန်ကနေထိုးစစ်ဆင်နဲ့ဝါရှောင်းတို့ဘာလို့ဘတ်တွေပေါ့နော်အဲ့ဘတ်ချန်တွေကလည်းသူတို့ထိုးစစ်ဆင်နဲ့ဘမောမာဆိုလဲသူကဒီမြေပြင်စစ်ကြောင်းမရတော့ဘူးဝင်းရင်စစ်ကြောင်းမရတော့ဘူးဆိုတဲ့အခါကျတော့ရေချောင်းကနေပါအသေးခံပြီးကိုတက်ကြတယ်အဲ့ရေချောင်းကနေတက်တဲ့ချိန်မှာလည်းတောက်တောက်လည်းတည်ကြတယ်အဲ့လိုတော်တော်လေးတည်တဲ့ကြားထဲကမှသူတို့ရောက်အောင်သွားတယ်။သွားပြီးတာနဲ့အဲ့မှာပါလာတဲ့လက်နက်ခဲရန် လက်နက်ခဲယမ်းဆိုဘယ်လောက်တော့မှများသလဲဆိုတော့ဒါရက်ပေါင်းဒါ2ရက်3ရက်လောက်တော့မှသူတို့ပစ္စည်းချလို့မပြီးဘူးအဲ့လိုပုံစံမျိုးနဲ့ကိုသူတို့တွေလက်နက်ခဲယမ်းတွေလူဝင်ရတွေပို့ဆောင်ခဲ့ရဖြစ်တယ်အဲ့လိုပို့ပြရတယ်သူတို့ထိုးစစ်တွေပြန်ပြီးဆင်လာနိုင်တယ်အဲနောက်တစ်ခုဒါဒီဘက်မန်စီဘက်မှာဆိုလဲသူတို့ဒါတိုးဖို့အတွက်စ조사တယ်ရွှေကူဘက်ကနေပဲဖြစ်ဖြစ်တိုးဖို့အတွက်조사တယ်ဒါပေမဲ့အဆင်မပြေခဲ့ဘူးပေါ့နော်အဲအခုဆိုရင်ဒါဖားကန့်ဘက် ဗမော်ဒီတိုက်ပွဲပြင်းထန်နေတဲ့တောတွင်းမှာကိုပဲဖားကန့်ပတ်ချန်းကိုလုံငင်းကနေပြီးတော့ဒါစစ်ကြောင်းတွေထပ်ပြီးတော့ဝင်ရောက်တယ်ဖားကန့်ပြူအကုန်းဆိုရင်သိရတဲ့အတိုင်းပဲအရင်တုန်းကဘာမှကိုဒါလူမရှိတဲ့အတိုင်းဖြစ်နေတဲ့ကောင်တွေကအဲ့စစ်ကြောင်းတွေဝင်လာပြီးတဲ့အချိန်မှာလှုပ်လှုပ်ရှားရှားတွေဖြစ်လာသလိုတိုက်ပွဲတွေအခုဆိုရင်ဒါအများကြီးပဲဖြစ်လာနေပြီပေါ့နော်ပြင်းပြင်းထန်ထန်လှုပ်ဆောင်လာနေတာတွေရှိလာနေတယ်အဲပြီးတော့ဒီလိုမျိုးသူတို့တွေလုံလိုက်တဲ့ဟာကလည်းစစ်မျက်နှာနောက်တစ်ခုထပ်ပြီးတော့ဖြွင့်လိုက်တယ်။အဲ့ဖြွင့်တဲ့နေရာကလည်းရပိုင်ခွင့်နေနဲ့ဆိုင် အခုကြည့်လိုက်ကြည့်လိုက်တဲ့နေရာတိုင်းမှာကတို့အတွက်ဒါတေယံဇာတပေါ်ကျွားပါတယ်ဆိုတဲ့နေရာမျိုးတွေကိုလုံနေတာတွေတွေ့နေရတာပေါ့နော်အဲ့ဒါကလည်းဒါကျွန်တော်တပိုင်းထပ်ပြောမှာပေါ့နော်အဲ့တော့စစ်ကောင်စီအနေနဲ့ဗမော်ဖာကတ်ပြီးရင်ဒါဝိုင်းမော်ပေါ့နော်အအခုဆိုရင်ဒါလန်ဆယ်ပေါ့လန်ဆယ်မှာဆိုလဲအဲ့လိုပုံစံမျိုးနဲ့တို့ထိုးလာတဲ့ခါကျတော့အတုံးယုံတည်ကြတယ် တော်ဗီဒီယိုဖိုင်တွေတွေ့လိမ့်မယ်ဗျာတပ်ဖွဲ့တွေကတရားဝင်မထုတ်ပြန်မှုဆိုရင်တော့မှပဲပေါ့နော်ဒါတင်လာတဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ကြရဖြစ်စစ်ကောင်စီဘယ်လောက်တောင်မှအတုံးယုံတည်ဆုံးသလဲပေါ့နော်ရှူတွေကြောက်တွေထဲမှာဗျာလိုက်ပြီးတော့ရှင်းလင်းတဲ့ခါကျအများကြီးပဲတည်ကြမင်းတို့ကိုပြောတယ်လက်နှချပါလို့ပြောတယ်အဲမင်းတို့ကောင်တွေကဘာဖြစ်ညာအဲ့လိုမျိုးနဲ့လိုက်ပြောနေနေပေါ့နော်ဗီဒီယိုဖိုင်တွေအများကြီးပဲတက်လာရှိတယ်အတုံးယုံတည်ကြတယ်ဒါတော့ဒါပြောရတဲ့အချိန်မှာ KAI ကလည်းပြောတယ်ပေါ့နော်ဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောတယ်ဒီကောင်တွေကစစ်မှမတိုက်တာတိုက်မှမတိုက်ရဲတာတိုက်လည်းမတိုက်ဘူးပေါ့နော် အဲဒါကြောင့်မလို့အသေးဆုံးများတာတော့မထူးဆန်းဘူးဆိုတဲ့ပုံစံမျိုးကြီးပြောတာ။အဲ့တော့ဒါစစ်ကြောင်းတွေပြက်ပြီးတော့ထွက်ပြေးတယ်အဲပြီးရင်အများပြားတေဆုံးကြတယ်အလောင်းတွေတောင်ပြန်မကောက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်သွားတယ်ဗောနော်။အဲတပေါက်တည်းရှိတဲ့လမ်းကနေဝင်လာတာဖြစ်တဲ့အတွက်အသေးတော့ပဲရတယ်ဗောနော်။အရှင်တွက်တော့မရဘူး။ဒါပေမဲ့လည်းဒီကောင်ဒီကတော့ဆက်တိုးနေတော့မယ်။အဲ့တော့စစ်မျက်နှာတွေပို့ပြီးတော့များလာတယ်။အဖီအားတွေကတော့တေချာပေါက်ရင်ဆိုင်ရမှာပဲ။ဒါကြောင့်မလို့လည်းတချို့တက်စကန်တွေလက်လွတ်ရတာတွေရှိလာတယ်။ဒါကဒါကြောင့်မြေပြင်မှာဗောနော်စစ်ကောင်စီအနေနဲ့ ဒီလိုမျိုးထိုးစစ်တွေလှုပ်လိုက်တဲ့ခါကျတော့သူ့ဘက်ကတေဆုံးနဲ့ကြဆုံးတဲ့ဟာတွေထက်သူကတချို့နေရာတွေကိုပြန်ထိန်းနိုင်တဲ့ခါကျတော့သူကစစ်တဲ့စစ်စင်ရဲ့အနေနဲ့ပြန်ပြီးတော့တက်အောင်လုပ်နိုင်တယ်။ဒါပေမဲ့ KIA လည်းသိတဲ့တမ်းပဲလုံးဝပြန်ဆုတ်ခွာမှာပေးပဲနဲ့တိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာနေရရှိတယ်။အခုဆိုရင်ဒါဗမောဗမောစစ်မျက်နှာမှာဒီကောင်နေပြောတယ်ဒီကောင်နေဘက်ကတော့တောက်လျှောက်ပြောတယ်။ဘာလဲဆိုတော့ဟိုသူတို့လုံးဝဒီဗမောတမျိုးလုံးကြီးကိုထိန်းချုပ်သွားနိုင်ပြီဆိုတဲ့ပုံစံမျိုးဝါရဖြန့်နေတာလည်းရှိတယ်။ အဲ့ဒါဆိုရင်ဘာဖြစ်လို့ခုချိန်ထိတိုက်ပွဲတွေဖြစ်နေတာလဲဘာဖြစ်လို့ခုချိန်ထိတော်လိုင်းတပ်ဖွဲ့တွေကအဲ့မှာရှိနေတာလဲမင်းတို့ဘက်ကရောဘာဖြစ်လို့လက်နက်ကြီးတွေခုချိန်ထိပြစ်နေသေးတာလဲဒီနေရာကိုမင်းတို့အလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်မင်းတို့စူးစမ်းနေတော့မှရှိသေးတယ်တကယ်တမ်းတော့မင်းတို့တွေလည်းမရသေးဘူးပေါ့နော်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကနေရာတစ်ခုနှစ်ခုလောက်ကိုလက်လွတ်ပေးရတဲ့ဟာကိုမင်းတို့အတန်ကောင်းခဲ့ပြီးတော့မင်းတို့ရဲ့တပ်ဖွဲ့တွေစိတ်တက်ကြွစီဖို့အတွက်လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာကရည်စရာတော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒါအခုဘာဖြစ်လဲဆိုတော့မြေပြင်ကားကောင်တွေသေးတယ်တို့လော်တဲ့ကောင်တွေကတော့ကိစ္စမရှိဘူးအပေါ်ကနေကြည့်ပြီးတော့ဒါတို့ကတော့အေးဆေးပဲ ဘယ်သူတည်တည်ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနိုင်နေပြီနိုင်နေပြီချာချာချာអော်ကြအောက်မှာတည်နေတာအတုံးယုံပေါ့နော် အခုဆိုလဲဒါ၃ပိုင်ပတ်ချမ်းမှာဒီကောင်လေးလမ်းကြောင်းထိုးတယ်အဲ့ဟာကိုကျွန်တော်ရှေ့မှာတခါပြောခဲ့ဘူးလေအဲ့ဒါပါလဲဆိုတော့ဆက်သွေးကြီးလမ်းကြောင်းဖောက်နေတယ်ဆိုပြီးကျွန်တော်ပြောတယ်ဒီထောက်ပို့ဈေးအဲပြီးရင်ဒါဆက်သွေးရေးပေါ့နော်အဲ့ဘက်ချမ်းဒီ၃ပိုင်ပတ်ချလဲဘက်ကတက်တယ်ပေါ့နော်အဲ့ဘက်ချမ်းကတက်တယ်အဲဒီဆက်သွေးရေးလမ်းကြောင်းတွေဖောက်ဖို့လုပ်တယ်ပြီးရင်ခါလိုက်ရ၄ဆခွန်ပေါ့နော်အဲ့ဘက်ချမ်းကိုလည်းလမ်းကြောင်းဖောက်ဖို့အတွက်သူတို့လုပ်နေရရှိအစားတော့ကျွန်တော်စဉ်းစားဟာ ဒါလို့ဘလို့ဖြစ်နိုင်မလဲပေါ့နော်ဒါကြီးကိုလှုပ်ဖို့အတွက်ပေါ့နော်ဖောက်ဖို့အတွက်ဘလို့ဖြစ်နိုင်မလဲဒါမဲ့မဟုတ်ဘူးဒီကောင်းနေတကယ်ဖောက်ဖို့ကြိုးစားနေတယ်ဆိုတဲ့ဟာကဘာကြောင့်လဲဆိုတော့အခုသိရတယ်အဲဘာလဲဆိုတော့ဒီဘဘမျိုးကြီးကတည့်ရတိုင်းမဲ့အပျက်စီးပုံကြီးတွေဖြစ်နေတယ်တိုက်တာအဆောက်အုံတွေအကုန်လုံးပြိုကျပျက်စီးနေရရှိတယ်အဲပြီးရင်ဒါခြုံတွေပိတ်ပေါင်းနေနေပေါ့နော်ဒါတိုးကြီးလိုတောင်ဖြစ်နေတဲ့အနေအထားမျိုးရချို့နေရာတွေမှာပိတ်ပိတ်နေတဲ့ပုံစံမျိုးတွေတောင်ရှိနေအဲကြအဲ့လိုနေရာမျိုးတွေကနေသူတို့သွားနိုင်ဖို့အတွက်ဆိုရင်ခုနလိုလမ်းကြောင်းပုံစံမျိုးတော့ဖောက်နိုင်မှရတော့ ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးဖောက်နိုင်ပြီဆိုတာနဲ့တို့ရင်းနေအသုံးပြုလို့ရမယ်အဲ့လိုအသုံးပြုလို့ရတဲ့အခါကျတော့ relin တကူတနေရာနဲ့တနေရာကိုတို့သွာလာနိုင်မယ်ဆိုတော့ရည်ရွယ်ချက်မျိုးနဲ့ဖောက်တာမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကြီးကတကယ်လှုပ်လာနေတဲ့ပုံစံမျိုးဒါကတူလိုင်းတက်ဖွဲ့တွေစီကနေပြီးတော့သိရတဲ့အခါကျတော့ကျွန်တော်တို့အတွင်းကနေရတဲ့သတင်းတွေကသွားပြီးတော့ထပ်တူကြတယ်အဲ့ဘာလဲဆိုတော့ဒါတွန်လိုင်းတက်ဖွဲ့တွေကလည်းပြောတယ်ဒီကောင်းလေးပေါ့နော်လမ်းကြောင်းဖောက်ဖို့လာတာဖြစ်မယ်ထင်တယ်တဲ့အဲ့ဒီနေရာမျိုးမှာသူတို့စုပုံပြီးတော့နေနေကြတယ်အဲ့လိုမျိုးနေနေကြတဲ့အချိန်မှာတွန်လိုင်းတက်ဖွဲ့တွေကလက်နက်ကြီး ြင်းတယ်ဗောနော်ဂျင်းဂျင်းပြင်းလိုက်တယ်ပြင်းပြီးတာနဲ့လက်နေကြီးကြတယ်တကွတိပဲကြတယ်ကြပြီးတာနဲ့အဲ့ဒီအောင်ဝင်စည်းတာအဲ့လိုပုံစံမျိုးဝင်စည်းခံရတာစစ်ကောင်စီဘက်ကအဲ့လိုပုံစံမျိုးဝင်စည်းခံတဲ့ချိန်မှာအလောင်းခုနှစ်လောင်းကျန်တယ်ဝင်စည်းတဲ့ချိန်မှာအောင်မြင်တဲ့ထိရောက်တယ်ပြီးရင်စစ်ကောင်စီဘက်ကအထိနာတယ်ထွက်ပြေးတယ်ဆွဲလို့ရတဲ့ကောင်တွေတော့သူတို့ဆွဲသွားတယ်ဒါပေမဲ့ကြံခဲ့တဲ့ကောင်တွေကခုနှစ်လောင်းရှိတယ်ပြီးရင်လက်နေခဲရနေတင်းစီရမိတာရှိတယ်အဲပြီးတာနဲ့ဗောနော်ဒါသူတို့ဒီကြံခဲ့တဲ့ခုနှစ်လောင်းနဲ့မှာက သူတို့အကြီးပိုင်းဒါမှမဟုတ်လဲသူတို့အတွက်ရေးပါတဲ့လူဒါမျိုးပါမယ်ထင်တယ်ဗောနော်အဲနောက်ထပ်ရေးချက်နှစ်ခုရှိရပါဗောနော်အဲ့ဒါဘာလောက်တာလဲဆိုတော့သူကလေချောင်းနဲ့အဲ့နေရာကိုတောက်လျှောက်ဒါလေချောင်းတိုက်ခိုက်တာမျိုးကြီးလုပ်တယ်ပြီးရင် drone နဲ့လာပြီးကျေချာတာမျိုးကြီးလုပ်တယ်အဲအဓိကတော့ရေးချက်နှစ်ခုရှိမယ်အဲ့ဒါကခုနကသူတို့ကြံနေခဲ့တဲ့အလောင်းတွေထဲမှာသူတို့အတွက်အရေးပါတဲ့ကောင်ဖြစ်ကောင်းဖြစ်နိုင်မယ်ဒါကနဲတော့နဲတယ်ဘာဖြစ်လို့လဲဆိုတော့ထွက်ပြေးပြီဆိုတဲ့ကဒီကောင်တွေပြတ်မစွဲဘူးနောက်ထပ်ရေးချက်တစ်ခုကကြတော့ဒါတိုက်ပွဲဖြစ်သွားပြီးပြီဒီကောင်တွေထွက်ပြေးသွားပြီးပြီဆိုတော့အချိန်မှာ အဲတလိုင်းတက်ဖွဲ့တွေကဝင်စည်းတယ်ဆိုတော့အကြောင်းသူတို့သိလိမ့်မယ်သိတာနဲ့အဲ့နေရာမှာတလိုင်းတက်ဖွဲ့တွေရှိတယ်ဆိုပြီးတော့ယူဆပြီးတော့လှမ်းပြီးတော့လေကြောင်းနဲ့တိုက်ခိုက်တာဖြစ်တယ်လေကြောင်းကိုခုနောက်ဘက်မှာချက်ချင်းတန်းခေါ်တယ်လေကြောင်းကလည်းချက်ချင်းတန်းပေးတယ်ဆိုတော့အရာတွေကတော့ကျွန်တော်တောက်လျှောက်ကြားနေရအရင်တို့တော့မဟုတ်တော့ဘူးပေါ့နော်အဲတချို့နေ့တွေမှာလေကြောင်းဇက်တိုက်ကျဲတာမျိုးတွေရှိတယ်ဇက်တိုက်ကမှအရင်နေ့တွေထဲမတူတဲ့ပုံစံမျိုးတွေကျဲတာမျိုးတွေရှိတယ်အဲအကြောင်းလို့ခုနကတော့ဒါအလောင်းပြန်ဆွဲဖို့ဖြစ်ရင်ဖြစ်မဖြစ်ရင်တလိုင်းတက်ဖွဲ့တွေရှိပါတယ်ဆိုတော့ရွေချယ်မျိုးနဲ့လေကြောင်းတိုက်ခိုက်တာမျိုးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ ဒါအဲ့ရမှာလဲဒါဒီကောင်လေးပုံသွားတယ်ဗောဗျာပြောရရင်တော့အဲ့တော့ဒီကောင်လေးဆက်သွေးလမ်းကြောင်းဖောက်နေတယ်ဆိုတော့တရင်ကဒါလုံးဝရခိုင်နှုန်းများသွားပြီဗောနော်မှန်မို့ရခိုင်နှုန်းများသွားပြီဒါပေမဲ့သူတို့တွေအထိနာနေတယ်80တိုးလုံးမရဘူးအဲဗမော်တစ်မျိုးလုံးသူတို့ထိန်းချုပ်နိုင်ပြီလို့ွာရဖြတ်နေပြီမဲ့မြေပြင်မှာသူတို့အတုံးယုံဖြစ်နေတယ်ဆိုတဲ့ဟာကတော့တကယ်မျက်မြင်လက်တွေ့ပဲဗောနော်အဲ့တော့ကျတော့ဗမော်မှာဒီရပိုင်းတွင်းမှာတိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်နေတယ်တိုက်ပွဲကနားလိုက်ဖြစ်လိုက်ပုံစံမျိုးနဲ့ဒီရထဲမှာပို့ပြီးတော့မြင်မြင်ဆန်ဆန်ဖြစ်လာတယ်ဗောနော်စစ်ကောင်စီဘက်ကလည်း ိုးတဲ့ပုံစံမျိုးတွေတောက်လျှောက်လှုပ်လာတယ်။အဲတော့ကျတော့ဒီတရက်ထဲမှာကိုပဲလေချောင်းလာပစ်တဲ့ဟာက၄၅၆ကြိမ်လောက်ထိလာပစ်တယ်ဆိုပြီးတော့လည်းသိရတယ်။နောက်တစ်ခုကသူတို့က drone နဲ့တောက်လျှောက်ကင်းထောက်တယ်။ drone တောက်လျှောက်ကင်းထောက်ပြီးတော့အဲကင်းထောက်နေတဲ့အတောအတွင်းမှာမြင်ပြမှာပေါ့နော်လူရိတ်လူရောင်တယောက်တည်းတွေ့ရင်တော့မှပဲ drone နဲ့ချက်ချင်းလာကျဲတယ်။အဲပြီးတော့ကျတော့ဒါသူတို့ဒီနေရာမှာရှိနိုင်တယ်ဆိုပြီးတော့လူရိတ်လူရောင်တွေ့လိုက်တယ်။တယောက်တည်းပဲတွေ့ပေါ့နော်။ဒါပေမဲ့အဲ့တယောက်တည်းတော့တေချာပေါ့မနေဘူးဆိုတဲ့အတွေ့ ဒါကတော့မှန်ပါတယ်ဒါစစ်ကောင်စီဆိုလဲတွေးတယ်ကျွန်တော်တို့ဆိုလဲတွေးကြတာပဲဒီတနေရာမှာတယောက်ရှိတယ်ဆိုရင်အဲ့နာပတ်ချာလဲမှာတေချာပေါက်တော့နောက်ထပ်ဘယ်နှယောက်ရှိနိုင်လဲဆိုတဲ့အတွေးမျိုးရှိကြတယ်တစ်စိတ်တစ်စိတ်လားတစုတစုလား၄၅6ယောက်ပေါ့နော်အဲ့လိုပုံစံမျိုးရှိကြအဲ့၄၅6ယောက်အတွက်ကိုပဲဒီကောင်နေဘုံကျဲတယ်ဗျချက်ချင်းလေချောင်းခေါ်တယ်ချက်ချင်းလေချောင်းကနေလာပြီးတော့ဘုံကျဲတိုက်ခိုက်တယ်အဲ့တယောက်ထဲတွေ့ရင်လဲအဲ့တယောက်ထဲတွေ့တဲ့နေရာကိုလာကျဲတယ် လာကျဲဖို့အတွက်ကိုလည်းချက်ချင်းခေါ်တယ်ချက်ချင်းလာတယ်ချက်ချင်းလာကျဲတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့တော့ဒီ drone တွေကိုကောင်းကင်ပေါ်မှာတောက်လျှောက်လွတ်တင်ပြီးတော့သူကဒီအစပိုင်းနှုန်းကကြတော့သူကဝဲရတဲ့အဆင့်ပေါ့နော်သူကဝဲပြီးတော့လိုက်ရှာရတဲ့အဆင့်ဒါပေမဲ့သလိုင်းတက်ဖွဲ့တွေရဲ့ဂျမ်မာတွေမိတယ်ချမ်းမင်းလောက်ခံရတာတွေများလာတဲ့ခါကျတော့သူကဒီ drone မှာကင်မရာကောင်းတဲ့ဟာတွေကိုပို့ပြီးတော့အသုံးပြုလာတယ်နိပညာတွေပို့ပြီးတော့အဆင့်မြင့်လာတယ်ပေါ့နော်အဲ့တော့သူတို့ရှိပါတယ်ဆိုတဲ့နေရာလောက်ကနေပဲလှမ်းပြီးတော့ကြည်နိုင်လောက်တဲ့အထိ တို့ပို့ပြီးတော့ drone ကိုအဆင့်မြင့်တာမျိုးကြီးလှုပ်လာတယ်။အဲအဲ့ကျတော့အဲ့လိုပုံစံမျိုးနဲ့ရှာဖွေရင်းနဲ့မှခုနလိုလူရိတ်လူရောင်တွေ့တာနဲ့ချက်ချင်းလေရင်နဲ့ဘုံလာကျဲခိုင်းတာတွေ drone နဲ့သွားပြီးတော့တိုက်ခိုက်တာမျိုးတွေတောက်လျှောက်လှုပ်လာနေတဲ့အနေအထားကိုမြင်တွေ့နေရတယ်ပေါ့နော်။အဓိကတော့ဒါလက်နက်ခဲယမ်းကိုလှန်လှန်ကြီးကိုတုံးနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဒါကအရေးကြီးတယ်။အရေးကြီးလာတယ်ပေါ့နော်။အဲသူတို့တွေအခုလိုမျိုးတောက်လျှောက်တုံးနိုင်ပြီဟိဆိုတဲ့အခါကြာရင်ကျွန်တော်တစ်ချက်ပဲစဉ်းစားကြည့်ပေါ့နော်။နေကင်းမှာစစ်စင်လှုပ်ဖို့အတွက်ခတ်လာတယ်။ညပိုင်းမှာစစ်စင်လှုပ်ဖို့အတွက် ဒါကြောင့်ကျွန်တော်အမောင်တုကိုအပြူရတယ်ဆိုပေမဲ့လဲပေါ့နော်မြင်ကွင်းကတ်သက်ချက်တွေအများကြီးရှိတယ်အဲအဲကြအဲ့လိုမျိုးပုံစံမျိုးတွေကြာရှည်ဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့ဖြည့်ရှင်းဖို့အတွက်အရေးကြီးနည်းလမ်းတွေလိုလာလိမ့်မယ်ဒါကတကယ်အရေးကြီးတယ်စစ်ကောင်စီဘက်ကဒီလိုမျိုးသာခဲရန်ဟိုလှိုင်လှိုင်သုံးနိုင်တယ်ပေါ့နော်လေကြောင်းဘုံကျဲတာမျိုးပဲဖြစ်ဖြစ် drone နဲ့ဘုံကျဲတာမျိုးပဲဖြစ်ဖြစ်ဒီခဲရန်တွေကိုလှိုင်လှိုင်သုံးလာနိုင်တယ်ဆိုရင်နောက်ပိုင်းတွေမှာကျွန်တော်တို့တပ်ဖွဲ့တွေအတွက်အခက်အခဲတွေအများကြီးရှိလာနိုင်တယ်အဲတော့ပင်မရေတောက်မြစ်ကိုကျွန်တော်တို့ဖြတ်နိုင်ဖို့အရေးကြီးတယ် အဲ့တော့ဒါတပိုင်းပေါ့နော်အဲ့တော့ဗမော်စစ်စင်ရေးက10လကြာလာသလိုပေါ့နော် KI အနေနဲ့လည်းစစ်မျက်နှာတွေပို့ပြီးတော့တိုးလာတယ်အဲခုနပြောသလိုဝိုင်းမော်ဖာကန်ပြီးရင်ဗမော်အပြင်လန်စဲပေါ့နော်အဲဒီလိုနေရာတွေကတော့တောက်လျှောက်တိုးလာတယ်ဆိုပေမဲ့လည်းဒေါ်လိုင်းတပ်ဖွဲ့တွေကတော့အခုချိန်ထိအကောင်းဆုံးစစ်ကောင်စီကိုတုံ့ပြန်တိုက်ခိုက်နေတုံးပဲပေါ့နော်စစ်ကောင်စီကအခုနောက်ပိုင်းကျွန်တော်သတိထားမိတာသူရယူဖို့စ조사နေတဲ့နေရာတွေတော်တော်များများကသူ့အတွက်အကျိုးအမြတ်ရစေပဲဟာတွေဖြစ်နေတယ် အဓိကရွေးကောက်ပွဲလှုပ်နိုင်ဖို့အတွက်သူအကျိုးမြတ်ရမယ့်နေရာမျိုးတွေသူလိုက်ပြီးတော့ရှင်းလင်းနေတိုက်ခိုက်တယ်တင်းယူဖို့အတွက်ကြိုးစားတယ်ဒါပရမတ်တစ်ခုရည်ရွယ်ချက်ပေါ့နော်နောက်တစ်ခုကသူ့အတွက်ဒါလှုပ်လို့ရတဲ့လှုပ်ပိုင်ခွင့်တွေရှိတဲ့နေရာမျိုးပေါ့နော်အဓိကတင်းရန်ဇာတတွေရှိတဲ့နေရာမျိုးအဲ့နေရာမျိုးကိုသူတို့ဘာလို့ရည်ရွယ်ချက်နဲ့တိုက်ခိုက်လဲအဲဥမာအနေနဲ့ပြောမယ်ဆိုရင်ဒါညာဒူဘိုင်းတို့ဒီဖားကန့်တို့လန်ဆယ်တို့မိုးကုတ်တို့ကြောက်ဖြူတို့ဒီလိုနေရာမျိုးတွေကိုသူတိုက်ခိုက်ရခြင်းရည်ရွယ်ချက်ကချို့နေရာတွေမှာဒီချို့တင်းရန်ဇာတတွေကိုသလိုင်းတက်ဖွဲ့တွေက သုံးဆွဲခွင့်ရတယ်အခွန်ကောက်ယူခွင့်ရတယ်အဲအကြောင်းမလို့တော်လိုင်းရင်တက်ဖွဲ့တွေပို့ပြီးတော့အင်အားကြီးနိုင်အောင်ပို့ပြီးတော့လက်နက်ခဲယမ်းတွေတောင့်တင်းအောင်ပေါ့နော်အဲ့လိုပုံစံမျိုးတွေလုပ်လို့ရတယ်ဆိုတော့ဒီနေရာမျိုးတွေကိုသူတို့တင်ပတ်လိုက်ခြင်းအားဖြင့်တော်လိုင်းတက်ဖွဲ့တွေကိုဒီဟာတွေနဲ့အဆက်ဖြတ်လိုက်တယ်ဆိုလိုတာကထောက်ပံ့မှုတွေမရတော့အောင်ပေါ့နော်ညာဆိုလိုတာဒီတန်ဇာတာတွေကနေပြီးတော့ငွေကြေးမရတော့အောင်ဖျက်တောက်နိုင်လိမ့်မယ်တစ်ဆက်ထဲမှာပဲသူကအဲ့နေရာကိုရသွားတာဖြစ်တဲ့အတွက်သူ့အတွက်အဲ့ဟာကမဟာအခွင့်အရေးဖြစ်သွားတယ်အခုလိုမျိုးသူ့အတွက်ဂျင်းတဲ့ချက်တယ်ဒါလက်နက်ခဲယမ်းတွေဆိုတောက်လျှောက်ထုတ်ရမယ် နေရာနှံ့ဘုံကျဲနေရတာဖြစ်တဲ့အတွက်ဘုံသီးတွေတောက်လျှောက်လုံးမဲ့အဲ့တော့ဒီကပ္ပဆာတွေမှာထပ်ပြီးတော့ဘုံသီးတွေထုတ်လုံးနိုင်မှု KN နေလက်နဲ့တွေထုတ်လုံးနိုင်မှုဒီငွေကြေးကလည်းသူ့အတွက်အရေးကြီးတယ်အဲ့တော့အဲ့လိုနေရာမျိုးတွေကို तू ရပြီဆိုရင် तू အဲ့အတွက်သုံးလို့ရအောင်အဲ့တော့ तू ကတခြားခုတ်သုံးချက်လောက်ပြတ်တဲ့ပုံစံမျိုးပေါ့နော်ငါရွေးကောက်ပဲလုံးနိုင်မယ်ငွေကြေး तू စီမံခန့်ခွဲနိုင်မယ်နေမြေတွေပြန်ပြီးရရှိမယ်သူ့တက်ဖွဲ့တွေဆက်ရတက်ကြအောင်အဲ့ဒါဆိုသုံးလေးချက်ပြတ်တဲ့ပုံစံမျိုးနဲ့ तू ကတိုက်ခိုက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်သတင်းလေးတစ်ခုတွေ့လိုက်တယ် ဲ့ဒါပါလဲဆိုတော့ဒီယူကရိန်းရဲ့ drone တွေတိုက်ခိုက်မှုကြောင့်မလို့ရုရှားကလောင်စာဆီပြက်လက်မှုတွေပေါ့နော်ဆီပြက်လက်မှုတွေတော်တော်လေးကြုံတွေ့နေရပြီးတော့ပေါ့နော်ဒီပြပတင်ပို့ခွင့်ကိုလုံးဝပိတ်ပင်လိုက်တဲ့အထီးကိုဖြစ်သွားတယ်ပြပဝူတော်မှာသူတို့မတင်ပို့နိုင်တော့တဲ့အနေအထားတွေဖြစ်သွားတယ်ဒီရုရှားဆိုတာကဒီဇယ်ထုတ်လုပ်မှုပိုင်းမှာအမြင့်ဆုံးအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်ဒါပေမဲ့လည်းအခုလိုမျိုးဒါယူကရိန်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်မလို့ပေါ့နော်ဒီလောင်စာဆီလိုအပ်ချက်တွေသူတို့အတွက်အများကြီးဖြစ်သွားတယ် အများကြီးဖြစ်သွားတာဖြစ်တဲ့အတွက်သူကတခြားနိုင်ငံတွေကိုတင်ပို့ဖို့အတွက်မဖြစ်နိုင်တော့သူ့အဖွဲ့တွေအတွက်ပဲသူ့ပြည်တွင်းအတွက်ပဲသူ့တပ်တွေအတွက်ပဲသူသုံးရမယ့်အနေအထားဖြစ်သွားတယ်အဲအကြောင့်မလို့ဒါဒီဥစ္စာတွေကစာကန့်တတ်လိုက်တယ်ပိတ်လိုက်တယ်ပေါ့နော်အဲ့တော့ဒါကအရန်ရေးကြီးတယ်အခုဒီယူကရိန်းကတွားပြီးတော့ဒီ drone တွေအသုံးပြုပြီးတော့တိုက်ခိုက်တဲ့နေရာတွေကဘယ်လိုနေရာတွေလဲဆိုတော့ရေနံချက်ဆက်ယုံနေစွန့်ရင်အရင်မြစ်တွေပြီးရင်ဒါလောင်စာစီချက်တဲ့နေရာတွေလောင်စာစီတူလောင်တဲ့နေရာတွေ အဲ့လိုမျိုးပေါ့နော်အရင်မြစ်အဆောက်အုံတွေပုံစံမျိုးတွေကိုပဲသူကသွားပြီးတော့တိုက်ခိုက်တယ်အဲ့လိုတိုက်ခိုက်မှုအတွက်ကိုမဟာဗျူဟာမြောက်စစ်စင်ရဲ့တရက်အနေနဲ့ကိုသူကဆင်နွှဲတာလုံးဝပေါ့နော်ဒီနေရာတွေကိုပဲတိုက်မယ်ဒီဟာတွေကိုပဲတုံးပြပြီးတော့ဒီဥစ္စာတွေကိုပဲလုံမယ်ဆိုတော့စစ်စင်ရေးကြီးပုံစံမျိုးနဲ့လုံတာအဲ့တော့အချိုးရလက်ကဘာဖြစ်လဲဆိုတော့ဒါရုရှားကလုံးဝသူ့အတွက်လိုအပ်ချက်တွေအများကြီးဖြစ်သွားတယ်သူ့ရဲ့အရင်မြစ်တွေဆုံးရှုံးကုန်တယ်ဗျာဒီအရင်မြစ်တစ်ခုပေါ့ဒါမှတော့ဒီတူလောင်တဲ့နေရာတစ်ခုတိဆောက်ဖို့အတွက်ကနှစ်နဲ့ချင်းလဲချင်းချက်တဲ့နေရာတစ်ခုတိဆောက်ဖို့အတွက်က လာပေါင်းများစွာကြာရင်လည်းကြာမယ်အဲ့ဒါချက်ချင်းလက်ငင်းပြန်တိဆောက်နိုင်ဖို့ကမလွယ်ကူဘူးအဲ့ဒါကြောင့် तू ဆုံးရှုံးသွားတဲ့အရင်မြစ်တွေပေါ့နော်ဆိုတာအဲ့ချက်တဲ့နေရာတွေဆုံးရှုံးသွားတဲ့အပြင်ကုန်မှာပေါ့နော်ချက်ပြီးသားဟာတွေကစပါမယ်ဗျာနောက်ဆုံးကျော်ပြောချင်တာဒီလောင်စာစီနဲ့ပတ်သက်လို့အကုန်အကုန်ပါမှာဗျာအဲ့ဒါကြောင့်လက်တလုံးမှာအဲ့နေရာတွေကိုပြန်ဆောက်ဖို့လည်းမလွယ်ကူဘူးထုတ်ပြီးသားဟာတွေလည်းဆုံးရှုံးနေဆိုတဲ့အတွက်သူတော်တော်ကိုအချက်ရိုက်စင်မဲ့အရာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒလိုင်းတက်ဖွဲ့အနေနဲ့လည်းဒါကိုစဉ်းစားသင့်တယ်ကျွန်တော်တို့ဒီအခုလက်ရှိ ကဘာမှာဖြစ်ပျက်နေတဲ့စစ်ပွဲတွေကနေပဲကျွန်တော်နိုင်ငံအတွက်ပေါ့နော်ကျွန်တော်တော်လန်ရေးအတွက်သင်ကန်းစာယူစရာတွေအတုယူစရာတွေအများကြီးအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေမြင်တတ်ဖို့တော့လိုတာပေါ့ဗျာအဲ့ကြအဲ့ဟာလေးကိုကျွန်တော်တွေ့တဲ့အချိန်မှာကျွန်တော်လည်းတွေးမိအစစ်ကောင်စီဆိုလဲကျွန်တော်တို့ကိုအခုအဲ့လိုလှုပ်တာပဲဒီဖြက်လေးပြက်ပုံစံမျိုးလှုပ်တယ်ဖြက်တာပဲသူဖြက်တဲ့အခါမှာထိရောက်တာပဲဒါအပေါ်မပြောဘူးတဲ့မြေပြင်မှာတကယ်လက်ရှိဖြစ်နေတဲ့အရာမြင်းကြံဘက်တွေဆိုလဲချရတာပဲဒီရှမ်းမြောက်ဘက်တွေဆိုလဲဖြက်တာပဲအညာဘက်တွေဆိုလဲဖြက်တာပဲပေါ့နော် ဲ့လိုပုံစံမျိုးနဲ့ဒီလောင်စာတွေရောဗားတွေရောဒီဈေးပစ္စည်းဘာညာအကုန်ပေါ့ဗျာအဲစစ်တောင်းအရှိတ်ချမ်းဆိုရင်ဘလောက်တောင်မှအခြေအနေဆိုလဲဆိုတော့ဒီဒေတာကံပြည်သူတွေကဆိုင်ကယ်လေးနဲ့ဈေးပစ္စည်းဝယ်လာတယ်ဆိုရင်တော့မှအဲ့ဈေးပစ္စည်းစရင်းနဲ့သူတို့ရဲ့အိမ်တော်စုဇာနဲ့တိုက်ကြည့်ပြီးတော့ဒါကအိမ်တော်စုတစုအတွက်လိုအပ်တဲ့ပမာဏထက်ကျော်လွန်နေပါတယ်ဆိုပြီးတော့အပြစ်ပေးတာမျိုးတွေချင်းချောက်တာမျိုးတွေငွေညစ်တာမျိုးတွေဒါဖိနှိပ်တာမျိုးတွေလုပ်တယ်ဗျာအဲ့ပြည်သူတွေကတဲကုန်မတဲရဲဘူး သူတို့တကူစားစားဖို့တော့တောင်မှမတည့်ရဲဘူးဆိုတော့ဒေါ်လိုင်းတက်ဖွဲ့တွေကိုကူဖို့လှူဖို့ဆိုတာဝေးအဲ့လိုပုံစံမျိုးဖြစ်အောင်လှုပ်လိုက်တယ်လှုပ်လိုက်တော့ဘာဖြစ်လဲဆိုတော့ဒီဒေါ်လိုင်းနေမြေတွေမှာပေါ့နော်ဒါရင်ရန်နေရအတုံးပြူတဲ့အခါမှာဒီလောင်စာစီတွေကအဓိကကြအဲ့လိုလောင်စာစီတွေရှားပါလာအောင်လှုပ်လိုက်တဲ့အခါကျတော့လောင်စာစီစီးတွေတက်လာဆက်သုံးစီစီးတွေတက်လာတက်လာတဲ့အခါကျတော့ဒီဒေါ်လိုင်းတက်ဖွဲ့တွေကဒေါ်လိုင်းငွေကြေးပဲပေါ့နော်အဓိကတော့ဒေါ်လိုင်းပြည်သူတွေထောက်ပံ့တဲ့ငွေကြေးကနေပဲ ဒီဟာတွေကိုဝယ်ယူရတာဖြစ်တဲ့အတွက်နှစ်ဆသုံးဆပို့ပြီးတော့ကုန်ကြပို့ပြီးတော့သုံးဆွဲရတယ်ဒါတွေကမသုံးဆွဲလို့လည်းမရတဲ့အရာတွေအဲကြအဲ့လိုပုံစံမျိုးဖြစ်အောင်စစ်ကောင်စီကလည်းလှုပ်စစ်ကောင်စီကအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ရဲ့အရင်းမြစ်တွေကိုဖြတ်တောက်နေတဲ့အချိန်မှာကျွန်တော်တို့ကတော့စစ်ကောင်စီရဲ့အရင်းမြစ်တွေကိုလွတ်ပေးနေတဲ့အပိုင်းတွေကျွန်တော်အများကြီးမြင်နေရတယ်။ကျွန်တော်ရှေ့မှာဟိုးရှေ့ကာလမှာကနေကဒါတွေကအရေးကြီးပါတယ်။နောက်ဆုံးပေါ့နော်ဒီစစ်ကောင်စီရဲ့လေတက်တွေကမ္ဘာစားတွေကိုမလုံနိုင်ဘူးဆိုရင်တော့မှ ဒီကဖဆာတွေလေတိုက်တွေကိုသွားနေတဲ့လမ်းကြောင်းတွေစီလမ်းကြောင်းတွေစီတဲ့လမ်းကြောင်းတွေစီကိုတောင်တွေဒါမျိုးပုံစံမျိုးတွေပေါ့ဗျာအဲ့လိုဟာမျိုးတွေအပြင်ဒါကုံချမ်းတွေဒီလိုမျိုးတည်ယူပို့ဆောင်တဲ့နေရာမျိုးတွေကိုကျွန်တော်တို့ထိထိမိမိပုံစံမျိုးနဲ့ဒါလောက်ကြရင်ကောင်းမယ်ဒီလိုမျိုးကျွန်တော်တို့အကြံဉာဏ်ပေးတင်ပြခဲ့ပူတာတွေရှိတယ်ပေါ့နော်အဲ့ကြဟုတ်တယ်အဲ့ကျွန်တော်တို့ပြောတိုင်းမှာမင်းတို့ပြောသလောက်မလွယ်ဘူးတကယ်လည်းမလွယ်ဘူးလေဟုတ်တယ်တအူးတက်ဖွဲ့တယ်လှုပ်ဖို့အတွက်တော့မလွယ်ဘူးဒါပေမဲ့အားလုံးစုပေါင်းပြီးလှုပ်တယ်ဆိုရင်တော့လွယ်တယ်ဗျ ။ဘာလို့လဲဆိုတော့ Ukraine Ukraine ကအခု तू ကသူ့ရဲ့အမိတ်တစ်ခုတည်းအောက်မှာပဲရှိတာဖြစ်တဲ့အတွက်သူ့ရဲ့တပ်ဖွဲ့တွေအကုန်လုံးကအမိတ်တစ်ခုတည်းအောက်ကနေစိတ်ခိုင်းတာဖြစ်တဲ့အတွက်ဒီညွန်ကြားချက်ကထိရောက်တယ်။ကောင်ထယ်ပေါ်တယ်ပေါ့ဗျာ။ကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေအနေနဲ့ကစုပေါင်းပြီးတော့လှုပ်တာမျိုးမဟုတ်ဘဲနဲ့တအူးတပ်ဖွဲ့တွေလှုပ်မယ်ဆိုရင်ဒီဥစ္စာတွေကကောင်ထယ်ဖော်နိုင်မှုမလွယ်ဘူး။သူတို့ပြောလို့ပဲလွယ်ကိုမလွယ်ဘူးတော်လိုင်းတက်ဖွဲ့တွေလည်းပြောတယ်မလွယ်ဘူးဟာကိုကျွန်တော်တို့အဲ့ဒါလှုပ်ဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့မလွယ်ဘူးဟုတ်တယ်မလွယ်ဘူးကျွန်တော်နားလေတယ်ဒါပေမဲ့ညီလေးမင်းတို့တက်ဖွဲ့တွေဆိုရင်တော့လွယ်မှာမဟုတ်ဘူးနှစ်ဖွဲ့သုံးဖွဲ့ဆိုလွယ်လာလိမ့်မယ် နောက်ဆုံး50ဘွယ်ပို့ပြီးတော့လွယ်လာလိမ့်မယ်။ဟာလောင်းသားစီလမ်းကြောင်းသွားတယ်ကွာ။6မှာရှိတဲ့ကောင်က6မှာဖြတ်မယ်။မကွေးမှာရှိတဲ့ကောင်ကမကွေးမှာဖြတ်မယ်။မုံရွာမှာရှိတဲ့ကောင်မုံရွာမှာဖြတ်မယ်။အဲ့လိုပုံစံမျိုးနဲ့ဖြတ်အဲ့ကောင်သွားနိုင်စရာကိုအကြောင်းကိုမရှိတာပါနော်။အဲ့လိုလှုပ်ဖို့အတွက်ပါလေကျွန်တော်အဖွဲ့တွေစုပေါင်းဖို့အတွက်လိုအပ်တယ်။ဟာကျွန်တော်တို့ဆီကနေတော့ကြော်သွားပြီ။အဲ့ကဘာဘာကားမျိုးစားဘာနံပါတ်ဘယ်လိုပုံစံမျိုးနဲ့သွားတယ်။ဘာဆေးရောင်မှုတ်ထားတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးကိုလှမ်းပြီးတော့နောက်ထပ်ရောက်လာမယ်အဲ့ကားဖြတ်ရမယ်နေရာကအဖွဲ့တွေစီကိုလှမ်းပြုံးမယ်ဟာဟုတ်ပြီအဲ့ဆိုကိုတို့ ကိုယ်ပြင်းမယ်ကိုယ်ကြိတ်မယ်အဲ့အကုန်လုံးလွတ်စရာအကြောင်းကိုမရှိတာပြောချင်တာအဲအဓိကတော့ကျွန်တော်ကစူပေါင်းမှုတွေညီညွတ်မှုတွေတကယ်အရန်ကိုလိုအပ်လာနေပြီဆိုတဲ့ဟာကိုလည်းပြောချင်တယ်စစ်ကောင်စီကအခုချိန်မှာပေါ့နော်ဒီဒီသူရဲ့ခဲယမ်းနေထုတ်လုပ်မှုအပိုင်းနေဆိုရင်အခုထုတ်အခုသုံးပုံစံမျိုးတွေလောက်လာနေရရှေ့လာထုတ်ဒီလာသုံးဒါမျိုးပုံစံမျိုးတွေတောင်သူတို့လုပ်နေရတာဟာရှိတယ် ဒါပေမဲ့အခုချိန်ထိလုံနိုင်နေတော့မဲဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားအဲ့ဒီအခုလိုမျိုးတို့အကြက်တဲနဲ့တုံးနေရတဲ့အခုထုတ်ပြီးတော့အခုတုံးနေရတဲ့ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့ပျော်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ထိုင်ပြောနေလို့တော့မရတော့ဘူးအဲ့ထက်ပို့ပြီးတော့ကြက်တဲအောင်အဲ့ထက်ပို့ပြီးပြတ်တောက်သွားအောင်လုံးဝထုတ်လို့မရတော့တဲ့အဆင့်နေတိဖြစ်အောင်ကျွန်တော်တို့ဘာကြီးလောက်ကြမလဲဆိုတဲ့အပိုင်းတွေကိုပို့ပြီးတော့စဉ်းစားသင့်တယ်လို့ဒါကျွန်တော်တို့အဲအကြံပေးခြင်းနဲ့ပေါ့နော်အဓိကကျွန်တော်တင်ပြတာပါဆိုဆိုတာကျွန်တော်တို့လည်းဘာကြီးမှမဟုတ်ဘူးဒါပေမဲ့စဉ်းစားမိတဲ့အရာလေးတွေကိုတင်ပြခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စူပေါင်းမှုတွေအရေးကြီးလာပြီဆိုပြီးတော့လည်းပြောခြင်းနဲ့ စုပေါင်းပြီးတော့လှုပ်ဆောင်ရင်ကျွန်တော်မနိုင်စရာအကြောင်းကိုမရှိဘူးပေါ့နော်စစ်ကောင်စီပါမလို့လဲသူတို့လက်ရှိမြေပြင်မှာသူတို့ရဲ့စစ်သားတွေဘလောက်ထိဆွမ်းဆောင်ရရှိလို့လဲကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ရှင်းကြည့်စမ်းပါဗျာလုံးဝဘလုံးမကိုရှင်းနိုင်စရာအကြောင်းမရှိဘူးဒီကောင်နဲ့အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ဒေချာပေါင်းလုံနိုင်တယ်လို့ယုံကြည်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ NUG အစိုးရရဲ့တမန်တော်ကြီးနဲ့ KNU ဒါဥက္ကဋ္ဌတို့ဒါတွေ့ဆုံပြီးတော့ပေါ့နော်ခိုင်မာစွာလက်တွဲမယ်ဆိုပြီးတော့သဘောတူညီမှုထားခဲ့တဲ့ထုတ်ပြန်ချက်တရက်ကိုလည်းနှစ်ဖက်စလုံးကထုတ်ပြန်ကြတယ်အဲ့တော့ဒါတမန်တော်ကြီးဒီကလက်ရှိလက်နဲ့ဒါဥက္ကဋ္ဌ ဘရိုကွက်ထူးဝင်းတို့တွေ့ဆုံတဲ့ခါမှာစစ်အာဏာရှင်လက်အောက်ကနေပြီးတော့အပီးတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်ဟူသည်မြတ်အမြင့်ပြတ်တိုက်ခိုက်ရေးငြိမ်းချမ်းရေးနဲ့လူလူတာယာဝါပြောမှုကိုဖော်ဆောင်နိုင်ရေးအတွက်ခိုင်မာစွာအတူလက်တွဲဆောင်ရွက်ရန်သဘောတူတယ်ဆိုပြီးတော့ပြောတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါအင်တန်ကောင်းပါတယ်အခုလိုမျိုးအချိန်ဒီမှာပို့ပြီးတော့တောင်လိုအပ်သေးတယ်ပို့ပြီးတော့တောင်လုံဆောင်တင်တယ်အဲ့တော့ NUG အနေနဲ့ဒါကျွန်တော်အစိုးရအနေနဲ့က ဒီ KNU လိုအဖွဲ့ကြီးတွေနဲ့ပေါ့နော်ပို့ပြီးတော့ဒီတက်နီးကပ်ဖို့လိုတယ်ပို့ပြီးတော့လည်းဒါကျွန်တော်ပေါင်းစည်းမိဖို့လိုအပ်လာတယ်ပေါ့နော်တခြားအဖွဲ့တွေအကုန်လုံးနဲ့ပေါ့နော်အခုဆိုသေချာတဲ့အဲ့လိုမျိုးပေါင်းစည်းလိုက်ပြီးဆိုတာနဲ့ဘယ်စစ်တေတာအတွက်ကိုဘာလုပ်မယ်ဆိုတဲ့အကြောင်းတွေသူတို့သေချာပေါက်ပြောမှာပဲအဲ့စစ်တေတာမှာရှိတဲ့အဖွဲ့တွေကျွန်တော်လက်နက်ခဲရဖို့အတွက်ဘယ်လိုလမ်းကြောင်းတွေကနေဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်းတွေသေချာပေါက်ပြောမှာပဲအဲ့လိုပြောပြီးအဲ့လိုလုပ်ပြီးဆိုတာနဲ့သေချာပေါက်အောင်မြင်မှာပဲအဲ့ဒါအကြောင်းမလို့လဲစစ်ကောင်စီကအမျိုးမျိုးတွေးခွဲခဲ့တာအဲ့ဒါအကြောင်းမလို့လဲစစ်ကောင်စီကနီလန်ပေါင်းစုံတုံးပြီးတော့ ဒီအဖွဲ့တွေကိုကွဲအောင်လုပ်ခဲ့တာပေါ့နော်အဲရှေ့မှာဆိုလဲဒါတည့်ရတဲ့အဲစစ်ကောင်စီက KNU ကဒါ73ဦးပေါ့နော် KNU ကဒါအဖွဲ့အစည်းမှာပါဝင်တဲ့အရေးကြီးပုဂ္ဂိုလ်73ဦးကိုဒါသူကတရားစွဲတယ်ရွေးကောက်ပွဲကိုဒါဒါမဖြစ်မြောက်အောင်လုံစော်လို့အဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ပြက်စီအောင်လုံစော်လို့ဆိုပြီးတော့အဲသူတို့ပြုတ်လို့မဲ့ရွေးကောက်ပွဲပေါ့တရားမမျှတာရွေးကောက်ပွဲအဲ့လိုလုံးလို့ဆိုပြီးတော့သူကတရားစွဲတယ်ဆိုပြီးတော့လှုပ်တယ်အဲပြီးတော့အဲ့ရှေ့ပိုင်းမှာဆိုလဲဒါ KNU ကိုအကြံဖက်အဖွဲ့အဖြစ်ကြီးညာတယ်ဆိုပြီးတော့လှုပ်တယ်အမျိုးစုံမို့အမျိုးစုံမို့လှုပ်တယ် ပြီးတာနဲ့တိုင်းသားတော်လိုင်းတပ်ဖွဲ့တွေနဲ့ NUG ဆိုရနဲ့ကိုတွေ့ခွဲတယ်ပြီးရင် PDF တပ်ဖွဲ့တွေနဲ့တိုင်းသားတော်လိုင်းတပ်ဖွဲ့တွေနဲ့ကိုတွေ့ခွဲတယ် NUG နဲ့တွေ့ခွဲတယ်အဲ့လိုပုံစံမျိုးတွေတောက်လျှောက်လုပ်ခဲ့တယ်ဒါပေမဲ့သူတို့ဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်တို့မဖြစ်ဘူးဆိုတဲ့ဟာကိုဒီဟာကလည်းပြသနိုင်ခဲ့တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်မင်းတို့ကငါတို့ကိုကွဲစေခြင်းတာငါတို့ကအခုပေါင်းတယ်ကွာဘာဖြစ်လဲတေးပြီးဟိုကောင်ဟိုကောင်ကြေကွဲနေလောက်ပြီဒါမင်းအွန်လိုင်းနေနေပေါ့နော်အဲ့ဒါကဒါပို့ပြီးတော့ကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်လာစေဖို့အတွက်ကိုဒါကျွန်တော်တို့လည်းမျှော်လင့်နေပေါ့နော်နောက်တစ်ခုက ဒီတော်လိုင်းရေးမပူပေါင်းနိုင်လို့ကြာနေတာကြန့်ကြာနေတာဆိုပြီးတော့ပြောနေခဲ့တဲ့ဟာတွေအကုန်လုံးကိုလည်းဒီဥစ္စာကပူပေါင်းနိုင်တယ်ဆိုတဲ့ဟာတစ်ခုနဲ့တင်အားလုံးကမျောလင့်တကြီးဖြစ်ကြတယ်။အဲ့ဒီမျောလင့်ချက်တွေကျွန်တော်တို့မပြိုးပြက်ခြင်းဘူး။အဲ့ဒီမျောလင့်ချက်တွေအလားတန်းဖြစ်ခြင်းဘူးပေါ့နော်။အဲဒီကတော့ပို့ပြီးတော့ကောင်းမွန်တဲ့အရေးတွေကိုတွားနိုင်မှုအတွက်ဒီဥစ္စာတွေကအစပြိုးခြင်းဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုလည်းကျွန်တော်တို့မျောလင့်ခြင်းနဲ့စစ်ကောင်စီကရွေးကောက်ပွဲဆန့်ကျင်သူမှန်သမျှကိုအရေးယူမယ်လို့တေးတန်တိချမှတ်မယ်လို့လုပ်နေတဲ့အချိန်မှာအခုလိုမျိုးပြန်ပြီးတော့တုံ့ပြန်ပြလိုက်နိုင်တဲ့ဟာကလည်းအရန်ကို အားရစရာကောင်းတယ်ပေါ့နော်စစ်ကောင်စီအတွက်အရှိုက်တက်တဲ့ထိစေမဲ့အကွက်တွေကိုဒလင်းတက်ဖွဲ့နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ပြနေတဲ့အရာကတကယ်ကိုကျင်းတဲ့အားရစရာကောင်းတယ်တကယ်မြေပြင်မှာလည်းတကယ်လက်တွေ့အကောင့်ထဲဖော်နိုင်ဖို့ရည်ကြည်ပါတယ်ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့အတိုင်းလှုပ်ဆောင်ပေးကြဖို့လည်းဒီနေ့ကနေတောင်းဆိုချင်တယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်ကအကြံပေးတဲ့အကြောင်းလေးတွေတင်ပြတဲ့အကြောင်းလေးတွေကပို့ပြီးတော့များပါတယ်အဓိကတော့ဒါမြေပြင်မှာဖြစ်နေတဲ့လက်ရှိဒါဒလင်းအောင်ပွဲနဲ့ပတ်သက်လို့ အကြောင်းအရာတွေကိုပြီးတော့ကျတော့နှစ်ဖက်လှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဟိုဘက်ဒီဘက်ပြန်ပြီးတော့မျှကြည့်တဲ့ခါကြမှာပဲအချို့အကြောင်းအရာတွေကကျွန်တော်တို့မြင်ရစေတယ်ပေါ့နော်အဲကြတဲ့ခါကြီးကြရင်ကျွန်တော်တို့ဟုတ်တယ်စစ်ကောင်စီဘက်ကကောင်းတယ်တည်တယ်ကြည်တယ်ဝမ်းသာတယ်ကျင်းတတ်တယ်ကြည်နူးတယ်အားရတယ်မှန်တယ်ဒါပေမဲ့လည်းနောက်ဆက်တွဲကျွန်တော်စဉ်းစားအဲ့လောက်နဲ့ငါတို့ရက်နေလို့မရဘူးဒီကောင်းတွေဘလောက်တည်တယ်ဒီကောင်းတွေအခုဒါတည်လာမှပွက်ပွက်ဆက်ဆက်တည်တယ်ဒါပေမဲ့ဘာဖြစ်လို့ထပ်တိုးလာတာလဲသူတို့ရဲ့တိုးလာနေတဲ့အရင်းမြစ်တွေကဘာတွေလဲဒီပါစာဒီပါစာတွေကိုငါတို့ဘယ်လိုမျိုး ဒါသူတို့ကိုဖျက်တော့ဖို့အတွက်လုံမလဲအဲပြီးရင်ဒါလက်နက်ခဲရင်ပြစ်နေတာသိအောင်တောက်လျှောက်ပဲပြစ်နေတာအဲ့လိုမျိုးတောက်လျှောက် ပြစ်နိုင်ဖို့အတွက်ကဘယ်ဥစ္စာတွေကအရင်မြင့်လဲဘယ်လမ်းကြောင်းနေလဲဒါမျိုးပုံစံမျိုးတွေကဆိုတော့ကျွန်တော်ပြန်ပြီးစဉ်းစားပြီးလှုပ်ဆောင်နိုင်ကြဖို့လေအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်